အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့မှာအာလူးမဆလာရင်ကြိုးရတယ်သူကအဲမှာမန်သားလေးပါပါတယ်အော်ကျွန်တော်ထမင်းများများဟင်းအညီများများထဲလာလို့လည်းဘေးတောင်ရှန်ကြနေပါတယ်အာဒီလိုဟင်းကျွေးတဲ့နေ့ဆိုရင်ကျွန်တော်တို့ဆက်ယုံတယုံလို့အရန်ကြိုက်ကြပါတယ်အဲကိုရီးယားလူမျိုးတွေလည်းအဲ့ဒီဟင်းတွေအရန်ကြိုက်ပါတယ်သူတို့ကတော့အင်ဒိုဟင်းလို့ခေါ်ပါတယ်ခါလဲဘပ်လို့ခေါ်ပါတယ်အာဒီမေဟင်းလေးအရင်ဆောက်ပါမယ်သူကထမင်းပေါ်အခုလိုဟင်းကြီးနေ ူပြီးတော့ထမင်းနဲ့နယ်စားလို့ရပါတယ်။အာကျွန်တော်တော့အရင်ကြိုက်ပါတယ်ကျွန်တော်အများကြီးထည့်ခဲ့ပါတယ်။ဒီမှာပါစားကြည့်စားလေးပါ။အပြင်ဒီနေ့ကျွန်တော်တို့မှာဒီကြက်ကြော်ကျွေးပါတယ်။ကြက်ကြော်ကနှမျိုးပါ။ဒါကတော့သူကချင်းရင်ပုံသားကိုမုံညင်းလေးနဲ့ကြော်လာတာပါ။အစားကြီးတိတ်တာပါ။အာဒီယိုကျွန်တော်တခုကိုကျွန်တော်နှစ်ပိုင်းပိုင်းလာတာပါ။စားရင်ကြရပါဒီကလေးအရင်ဆောက်အောင်ပါတယ်သူကဒါကတော့ချစ်ပောင်ကြုံပါအဲ့ဒီချစ်ပောင်ကြုံပါကြော်ရတဲ့မုံညင်းကတစ်မျိုးပါ KFC ကြက်ကြုံနဲ့အရသာစင်ပြူပါလေဒါတော့မလုံးချင်နေပါသူကတလုံးစာလေးကိုတုံလာတာပါအဲ့ဒီအာလူးမစလာဟင်းနဲ့အဲ့ဒီမုံမုံလောက်အချင်းလေးနဲ့အရင်လိုက်ပါလေဒါလေးကျွန်တော်ရမ်းချိန်ပါတယ်ပြီးရင်ဒါလေးတော့သူကနန်းရွက်ပါပြောပါနန်းပေတွေပါမြန်မာပြည်မှာရှိပါတယ်ဒီနန်းရွက်လေးရဆောက်အောင်ပါတယ်သူကဘဲငှက်တွေနေနေနန်းနေနဲ့လောက်ထားတာပါစားလိုက်တော့နည်းနည်းလေးချိုပြီးတော့နောက်ထပ်အရသာလေးတစ်မျိုးထွက်ပါတယ်။တော်လည်းထမင်းနဲ့စားရင်ရလိုက်ပါလေ။ အဖေဒီနေ့ကျွန်တော်ကမုံငင်းကိုအချိန်လောက်လာတဲ့ဟာလည်းကြွေးပါလေ။ तू အရင်မချင်ပါဘူး။စောက်လို့ကောင်းပါလေ။ तू နန်းလေးနဲ့ပါ။အပြင်အဆက်လေးနဲ့ထဲထားပါလေ။အာဒီယာလေးလည်း तू အရင်ဆောက်အောင်ပါလေ။ကိုရီးယားလူမျိုးတွေကအဲ့ဒီအချိန်လေးအဲ့ဒီအတင်းရွက်တွေတအားစားကြပါလေ။အဖေဒီနေ့ကြွေးတဲ့ဟင်းချိုတော့ तू ငါဖောင်းဆန်ဟင်းချိုပါ။အဲကျွန်တော်မားချင်မားနေနေပါလေ။ကျွန်တော်အဲ့ဒီ comment မှာဒါငါဖောင်းဆန်လို့ပြပြထားလို့ပါ။ ဲကျွန်တော်ငေါပေါင်းဆန်လေးတွေအများကြီးဖြစ်ပါတယ်။ဘာချစ်တော့မိတ်လေးရဲ့သူကချစ်တာတော့ပါ။အပင်းရပြီးရတာလေးနဲ့နည်းနည်းထွက်ပါတယ်။သူနည်းနည်းလေးနဲ့ဆက်ပါတယ်။ဒီင်းချုံလေးတောက်လို့ရကောက်ပါတယ်။ရတော့တော့နည်းနည်းလေးအငံဖက်သွားပါတယ်။ဒီဘွားကျွန်တော်ခါလက်ပပ်တွေအများကြီးဖြစ်ပါတယ်။တော့တော့ဒိန်ဒိန်ချီပါကျွန်တော်တို့မှာတပတ်ကိုတရေအဲ့ဒီဒင်းချင်းတိုက်ပါတယ်ဒင်းချင်းမတိုက်ရင်ဆိုအသင်းဖြုတ်ရတမျိုးတိုက်ပါတယ် အများကြီးပါပဲအဲကျွန်တော်ဒီမဆလာဟင်းလေးထည့်လာတာညောပါပါတယ်သူရှန်ကြောက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီဟင်းလေးရန်ကြိုက်ပါတယ်ဒီဟင်းကျွေးရနေဆိုရင်ကျွန်တော်အဲ့ဒီဟင်းအကြီးအများကြီးစားပါတယ်အတော့ကျွန်တော်ဆေးရုံမှာကျွေးတယ်နေ့လည်စားပါကျွန်တော်တလုံးတော့စားကြည့်ပါမယ်ချွတ်ချွဲလေးနဲ့ရန်စောင်းလို့ကောင်းပါလေ။သူကအထဲမှာသူကရွှေပြုံသေးကိုအကြီးပြောင်းအောင်ချင်ထားတာပါ။ အဲမလုံးချင်းနေပါမလုံးချင်းနေလည်းရဆောင်းအောင်ပါလေသူကအရင်မကြောက်ပါဘူးအားလုံးပဲထမင်းစားကြပါဦး